ာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရည်ရဲ့အသွေးအသွေးကကင်းဝေးပြီးကိုစိနှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါဒီကနေ့နိုဝင်ဘာလ18ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့အကြံဖတ်စစ်တပ်ရဲ့ရာဇဝတ်မှုတွေကနေရရှိနေတဲ့တရားမဝင်ငွေကြေးစီးဆင်းမှုတွေကိုအဆုံးသတ်နိုင်ရေး နိုင်ငံတကာအတိုင်းဝိုင်းနဲ့အစဉ်တစိုက်လက်တွဲဆောင်ရွက်မယ်လို့ NUG ကကြေညာပြုလိုက်တဲ့တဲ့။ပေါကောင်းမြို့နယ်အတွင်းမင်္ဂလာဆောင်ပြုလုပ်နေစဉ်အချမ်းဖတ်စစ်အုပ်စုက၄ချောင်းကနေဘုံကျဲတိုက်ခိုက်လို့ပြည်သူတို့ဦးသေဆုံးခဲ့တဲ့တဲ့။ပေါကောင်းမြို့နယ်မှာပတ်ကင်းထွက်လာတဲ့အချမ်းဖတ်စစ်အုပ်စုကို PDF တွေကတိုက်ခိုက်ရာ၃ဦးသေပြီးခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တဲ့တဲ့။ကန်တလူတိုးဂိတ်မှာပြည်သူတွေကိုဖမ်းဆီးငွေညှစ်နေတဲ့ပက်ကင်းကားကိုတိုက်ခိုက်ရာ9ဦးသေဆုံးခဲ့တဲ့တဲ့ ဤသူတွေရဲ့အစစ်မှန်ဆန္ဒကိုနိုင်ငံတကာအစစ်မှဖော်ထုတ်နိုင်ရေးအတွက်2025နိုဝင်ဘာမြန်မာပြည်သူသဘောထားစစ်တမ်းစတင်ကောက်ယူနေတဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတခုကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လန်ရေးဆန္ဒပြလူလူတပိတ်တဲ့နေတွေပဲဖြစ်ပါတယ်အကြံဖတ်စစ်တပ်ရဲ့ရာဇဝတ်မှုတွေကနေရရှိနေတဲ့တရားမဝင်ငွေကြေးစီးဆင်းမှုတွေကိုအဆုံးသတ်နိုင်ရေးနိုင်ငံတကာအတိုင်းဝိုင်းနဲ့အစဉ်တစိုက်လက်တွဲဆောင်ရွက်မယ်လို့ NUG ကကြေညာပြုလိုက်တဲ့သတင်းကိုပထမဦးဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်တပ်ရဲ့ရာဇဝတ်မှုတွေကနေရရှိနေတဲ့တရားမဝင်ငွေကြေးစီးဆင်းမှုတွေကိုအဆုံးသတ်နိုင်ရေးနိုင်ငံတကာအတိုင်းအဝိုင်းနဲ့အစင်တစိုက်လက်တွဲဆောင်ရွက်မှာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကကတိပြုပြောကြားလိုက်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကနိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့စိုက်ဘာရာဇဝတ်စင်တာများဆိုင်ရာကြေညာချက်ကို နိုဝင်ဘာလ15ရက်နေ့မှာထုတ်ပြန်လိုက်ရာအခုလိုထည့်သွင်းဖော်ပြလိုက်တာပါ။မြန်မာစစ်တပ်ရဲ့ရာဇဝတ်မှုများမှာရရှိနေတဲ့တရားမဝင်ငွေကြေးစီးဆင်းမှုများကိုဖျက်တော့ကာ ထုံငွေများကိုအသုံးပြုပြီးကျွလွန်ထားသောရာဇဝတ်မှုများဆုံးသက်နိုင်ရေးနဲ့လိမ့်လဲခံထားရသူများတရားမျှတမှုရရှိစေရေးနိုင်ငံတကာအတိုင်းအဝိုင်းနဲ့အစဉ်တစိုက်လက်တွဲဆောင်ရွက်ရန်ကတိပြုပါれလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ယခုထုတ်ပြန်ချက်ကမြို့သားညီညွတ်ရေးအစိုးရရဲ့2023ခုနှစ်အောက်တိုဘာလ18ရက်နေ့တို့လူကုန်ကူးမှု ဖြားယောင်းလိမ်လည်မှုနဲ့နိုင်ငံဖြတ်ကျော်မှုကင်းဆိုင်ရာကြီးညာချက်အမျိုးသားညီညွတ်ရေးအစိုးရကရင်အမျိုးသားတိုးတက်ရေးပါတီ KNPB ကရင်အမျိုးသားအစည်းအရုံး KNU ချင်းအမျိုးသားတပ်ဦး CNF မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားဒီမိုကရက်တစ်တပ်ဦး ABSDF မွန်ပြည်သက်ပါတီ NMSP Women Leave ဘာမာရဲ့2025ခုနှစ်ဇန်နဝါရီလ20ရက်နေ့မြန်မာနိုင်ငံတွင်စိုက်ဘာရာဇဝတ်မှုများကြီးထွားလာနေသောအကြက်တဲနှင့်ပတ်သက်၍ပူရဲကြေညာချက်တွေနဲ့ဆက်ဆက်တယ်လို့အသိပေးထားပါဗျာ။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့မြန်မာနိုင်ငံမှာနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကိုနှိမ်နှင်းအမြင့်ဖြတ်ရန်ထိခိုက်သူများကိုပံ့ပိုးကူညီနိုင်ရန်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များဂျားပြတ်မိတ်ဖက်အုပ်ချုပ်ရေးအဖွဲ့အစည်းများနိုင်ငံတကာတရားဥပဒေစိုးမိုးရေးအဖွဲ့များအခြားသက်ဆိုင်ရာအဖွဲ့များနဲ့အတူညှိနှိုင်းဆောင်ရွက်သွားရန်ကတိကဝတ်ကိုဆက်လက်ကျင့်သုံးမှာဖြစ်တယ်လို့လည်းအသိပေးထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဆိုင်ရာအလုံးအဖွဲ့နဲ့ပြည်သူရဲတပ်ဖွဲ့တို့ကကူညီပံ့ပိုးတဲ့အပိုင်းမှာပါဝင်လျက်ရှိနေပြီးစိန်ခေါ်မှုများကိုကင်တွယ်ဖြေရှင်းရမှာအကြံဖတ်ဆရာနာရှင်များရဲ့ရာဇဝတ်မှုဆိုင်ရာလုပ်ငန်းများကိုနှိမ်နင်းနေကြတဲ့နိုင်ငံတကာနဲ့ပြည်တွင်းရှိသက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်မှုကိုကြိုးဆိုရလို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါဗျာ။ အရှိတောင်အာရှမှာအဓိကအဖြစ်လှုပ်ရှားနေတဲ့ cyber link လဲဂိုင်းတွေကကမ္ဘာတဝန်းရှိအပြစ်မဲ့ပြည်သူများထံမှတစ်နှစ်လျင်ဒေါ်လာ65ဘီလီယံခန့်လိမ့်လဲလှည့်ပြားနေပြီးမြန်မာပြည်သူပေါင်းတသိန်း2000ကအွန်လိုင်းလိမ့်လဲမှုများလုဆောင်ရန်ဖိအားပေးထိမ့်သိမ်းခံနေရတယ်လို့လည်းသိရပါဗယ်ပောက်ခေါင်းမြို့နယ်တွင်မင်္ဂလာဆောင်ပြုလုပ်နေစဉ်အကျန်းဖတ်ဆဲအစုကလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့ပြည်သူတအူးတေဆုံးခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ် ။ပဲခူးတိုင်းပေါက်ခေါင်းမြို့နယ်ဂျိုးပင်ဝိုင်းကျေးရွာအတွင်မှမင်္ဂလာဆောင်ပြုလုပ်နေစဉ်အကြမ်းဖက်ဆဲအုစုကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတအူးသေဆုံးခဲ့တယ်လို့သတင်းရင်းမြစ်ကပြောပါရယ်။အကြမ်းဖက်ဆဲအုစုကဂျိုးပင်ဝိုင်းကျေးရွာမှာပြုလုပ်တဲ့မင်္ဂလာဆောင်ကိုနိုဝင်ဘာလ16ရက်နေ့မနက်9:10မိနစ်အချိန်ခန့်မှာလေကြောင်းကနေဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီလိုပဲချောင်းကောင်းဘက်ကနေပြီးတော့လက်နက်ကြီးနဲ့လဲတုံးချက်ပစ်ခတ်ခဲ့သေးတယ်လို့သတင်းရင်းမြစ်ကပြောပါရယ်။ မင်္ဂလာဆောင်နေတဲ့အချိန်မှာလာချသွားတာမင်္ဂလာဆောင်အိမ်ဘေးကအိမ်မော်ကိုလာချသွားတာပါအိမ်ကတော့လုံးဝပျက်စီးသွားပါတယ်ပြည်သူနှုတ်ဦးထိကြိုက်သွားပါတယ်အမျိုးသမီးတဦးနဲ့အမျိုးသားတဦးပါအမျိုးသမီးကတော့ဆုံးသွားပါပြီလို့တရင်ရင်မြစ်ကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကြောင့်အသက်35နှစ်အရွယ်မတ်မိုးမိုးဝင်းတေဆုံးခဲ့ရတယ်လို့အသက်42နှစ်အရွယ်ကိုတန်းစော်ဦးလည်းထိကြိုက်ဒဏ်ရာရရှိခဲ့ပါတယ် ဆလဘီပေါကောင်းမြို့နယ်မှာပကင်းထွက်လာတဲ့အကြမ်းဖက်စစ်အုပ်စုကို PDF တွေကတိုက်ခိုက်ရာ၃ဦးသေပြီးခဲယမ်းတွေတင်စီရရှိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပြည်ခရိုင်ပေါကောင်းမြို့နယ်မှာပကင်းထွက်လာတဲ့အကြမ်းဖက်စစ်အုပ်စုကို PDF တွေကတိုက်ခိုက်ရာ၃ဦးသေဆုံးပြီးခဲယမ်းတွေတင်စီရရှိခဲ့တယ်လို့363တက်တရင်စစ်ထောက်လိုင်းရင်းနဲ့တရင်ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲရိုက PPTV ကိုပြောပါရယ်။ပေါကောင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့အထိုင်စခန်းတစ်ခုဖြစ်တဲ့တီပင်ကျောရွာအထိုင်စခန်းကနေတာကောက်ရွာ ်ဗောရီဂုံရွာတိုက်ချောင်းရွာတွေကိုအကြံဖတ်စေအုပ်စုကစိုင်းကဲ၅စီးအင်အား၉ဦးနဲ့ကင်းပတ်လာစဉ်နိုဝင်ဘာလ9ရက်နေ့ညနေ6နာရီခန့်မှာ viewer 27ကိုကဲမှုအောက်မှာရှိတဲ့3631တက်ရင်တက်ခွဲ၅ကတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာပါသူတို့ကတဲပင်ရောရွာအထိုင်စခန်းအနေပြီးတော့မှဗောရီဂုံဘောဟိုတာကောက်ရွာဗောရီဂုံရွာတိုက်ချောင်းရွာတို့ဟိုကင်းပတ်ထွက်လာတာပေါ့နော်စိုင်းကဲငါးလီလူ၉ယောက်ပေါ့ အဲကိမထွက်လာတာဟုတ်ကျွန်တော်တို့ကအဲဟိုဘယ်လိုခေါ်မလဲဆိုတော့တဲပင်ရောရွာနဲ့တိုက်ချောင်းရွာကြားမှာကျွန်တော်တို့ကအဲသူတို့ကိမဝွေပြီးစောင့်နေတာကိမဝွေပြီးပြန်စောင့်နေတာအမမိုင်းတောင်ကိမဝွေပြီးစောင့်နေတာစောင့်နေပြီးတော့မှကျွန်တော်တို့ကကျွန်တော်တို့ဟိုဟာလေအရှိမနေရာယူထားတယ်နေရာယူထားပြီးတော့မှအရှိမိုင်းဝင်းကိုကြောတက်လာတဲ့ဆိုင်ကနှစ်စီးကိုကျွန်တော်တို့အရင်ဆုံးပြစ်ခတ်တိုက်ခိုက်တယ်အဲပြစ်ခတ်တိုက်ခိုက်ပြီးမှပဲအဲကြံတဲ့၃စီးကိုမိုင်းဝင်းနဲ့ရောက်မှာပဲမိုင်းဆွဲတိုက်ခိုက်ရတာပါခင်ဗျ တိုက်ခိုက်မှုကြောင့်အကျန်းဖတ်ဆေးဥစုဘက်က3ဦးသေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကြည်ပေါက်တခုကြည်အချို့နဲ့ဆိုင်ကယ်2စီးသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။အကျန်းဖတ်ဆေးဥစုကတီပင်ကျော်ရွာမှာအင်အား25ဦးခန့်နဲ့တပ်ဆွဲထားတာတစ်နှစ်လောက်ရှိပြီဆိုတာနဲ့တိုက်ခိုက်မှုအပြီးနောက်တစ်ရက်မှာပောက်ခေါင်းမျိုးဘက်ကိုပြန်ဆုတ်ခွာသွားတယ်လို့ရဲဘော်ရှယ်ရိုးကပြောပါဗျ။ ကန်တားလူဒိုဂိတ်မှာပြည်သူတွေကိုဖမ်းဆီးငွေညှစ်နေတဲ့ပက်ကင်းကားကိုတိုက်ခတ်ရာ9ဦးသေဆုံးခဲ့တဲ့တဲ့င်းကိုဆက်လက်တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကန်တားလူဒိုဂိတ်မှာပြည်သူတွေကိုဖမ်းဆီးငွေညှစ်နေတဲ့ပက်ကင်းကားကိုစကိုင်းတက္ကသိုလ်အနီးမှာပြစ်ခတ်တိုက်ခိုက်ခဲ့ရာ9ဦးသေဆုံးခဲ့တယ်လို့လင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူကဒီကနေ့နိုဝင်ဘာလ18ရက်နေ့မှာပြောပါရတယ်။အဆိုပါတိုက်ခိုက်မှုကိုအော်တိုဘာလ28ရက်နေ့ည 7:25မိနစ်ခန့်မှာပြုလုပ်ခဲ့တာဖြစ်ပြီးကန်တလူတိုးဂိတ်မှာပြည်သူတွေကိုဖမ်းဆီးငွေညှစ်တောင်းခံနေတဲ့ထွေအုပ်စည်ရေးကျော်ရဲလွင်နဲ့အပေါင်းပါတွေပါလာတဲ့ပက်ကင်းကားကိုစကိုင်းမန္တလေးလမ်းစကိုင်းတက္ကသိုလ်အနီးအရောက်မှာပြစ်ခတ်တိုက်ခိုက်ခဲ့တာပါတိုက်ခိုက်မှုအတွင်းစကိုင်းတက္ကသိုလ်နဲ့စကိုင်းတက်မ33ကနေစစ်ကူအဖြစ်အင်စီကားနဲ့ဆက်နစီရောက်ရှိလာခဲ့တဲ့အတွက်ကျော်ရဲလွင်နဲ့အပေါင်းပါတွေစီးနင်းလာတဲ့ကားကိုမီးရှို့ဖျက်ဆီးပြီးပြန်လည်ဆုတ်ခွာခဲ့တယ်လို့လင်းယုံညီနောင်ပြောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောပါရတယ်။ ဒေါ်လန်ရေးရဲဘော်တွေပြန်လည်ဆုတ်ခွာလာစဉ်စစ်ကူရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကလက်နက်ငယ်တွေနဲ့ဒရဇက်ရန်တမ်းပစ်ခတ်ခဲ့တယ်လို့အသိပေးထားပါဗျ။လင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့ရဲ့ရဲဘော်တွေအထီးကိမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းအသိပေးထားပါဗျ။ပြည်သူတွေရဲ့အစ်မန်ဆန္ဒကိုနိုင်ငံတကာအစ်မန်ဖော်ထုတ်နိုင်ရေးအတွက်2025နိုဝင်ဘာမြန်မာပြည်သူ့သဘောထားစစ်တမ်းစတင်ကောက်ယူနေတဲ့သတင်းကိုထပ်မံတင်ဆက်ပေးပါမယ်။ လာမယ့်ဒီဇင်ဘာလမှာအကြံဖတ်စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ကတရားမဝင်အတွေ့အကြုံရေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတဲ့အပေါ်ပြည်သူတွေရဲ့အစ်စ်မှန်ဆန္ဒကိုနိုင်ငံတကာအစ်စ်မှဖော်ထုတ်နိုင်ရေးအတွက်2025နိုဝင်ဘာမြန်မာပြည်သူ့သဘောထားစစ်တမ်းကိုဂျပန်မြန်မာ Future Conference JMFC ကဆောင်ရွက်သွားမယ်လို့သိရပါတယ်။ JMFC ကဒီစစ်တမ်းမှာမြန်မာပြည်တွင်းနဲ့ပြည်ပမှာနေထိုင်နေကြတဲ့မြန်မာနိုင်ငံသားများရဲ့သဘောထားစန္ဒာနိုင်ငံရေးမြင်ကွင်းတွေကိုစုစည်းသွားမယ်လို့ဆိုပါတယ်။ အဲ့ဒီလူမှုစစ်တမ်းကိုနိုဝင်ဘာလ16ရက်နေ့ကနေနိုဝင်ဘာလ30ရက်နေ့အထိကောက်ယူသွားမှာဖြစ်ပါတယ်။အကြံဖတ်ဆေးဥစုကပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲဟာပြည်သူစံနာကိုလုံးဝကိုစားမပြုဘူးဆိုတာနဲ့ဒီမိုကရေစီစံနှုန်းတွေကိုလည်းဆန့်ကျင်တဲ့လုပ်ရက်ဖြစ်တာကြောင့်ပြည်သူအတန်ကိုကဘာသို့ဖော်ထုတ်မယ်လို့ဆိုပါတယ်။ဒီစစ်တမ်းကနေစူးစီးထားမဲ့ data တွေကိုနိုင်ငံတကာအဖွဲ့အစည်းတွေအထူးသဖြင့်လူ့အခွင့်အရေးဒီမိုကရေစီ ရွေးကောက်ပွဲစနစ်ဆိုင်ရာအဖွဲ့အစည်းတွေထံခိုင်လုံတဲ့တပ်တွေအဖြစ်တင်ပြသွားမယ်လို့ JMFC ကထုတ်ပြန်ပါတယ်။အဖွဲ့ကမြမပြည်သူတွေရဲ့အစ်စ်မှန်စန္ဒကိုကမ္ဘာအတိုက်ဝန်ထံတိတိကျကျဖော်ထုတ်ဖို့ဒီစစ်တမ်းကအရေးကြီးတဲ့အခွင့်အလမ်းလို့လည်းသတ်မှတ်တယ်လို့ဆိုပါရယ်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အနာရှင်အမြင့်ပြတ်ချေမှုန်ရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစုစည်းတင်ဆက်ပေးမှာပဲဖြစ်ပါရယ်။ ရမပင်မြို့နယ်မှာအောင်လန်လွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်လွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာအောင်လန်လွှင့်မီတောင်းသွင်းနေတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့စာသားကင်ဆယ်ပြီး အတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြသပွဲကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွှင့်မြည်တောင်းသွေးနေတဲ့ပွဲစစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြောင်ရှုံရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရွှေဥကံလူလူတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါဗါဒ်ဆန္ဒပြတော်လှန်ပြည်သူတွေက ရွှေဥကံလူလူတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဒေသခံတော်လှန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေစဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်ဒါကတော့နိုဝင်ဘာလ18ရက်နေ့သတင်းတွေနဲ့လူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါစေခင်ဗျာ